ကဲဂျေဇုတင်ပါတယ်ရှင်။ဆရာကြီးရှင်နံပါတ်30အနေနဲ့ဇန္နာ3မအထက်ကဓမ္မန်ဆိုတဲ့အချက်ကိုရှင်းပြပေးပါလားရှင်။ဓမ္မန်ဆိုတာပါဠိစကားဖြစ်ပြီးမြန်မာလူတရားကိုပြောတာပါ။ဓမ္မန်ကိုတမာတရားနဲ့ဓမ္မတရားဆိုပြီးနှစ်ခုခွဲခြားနိုင်ပါလေ။တမာတရားဆိုတာသာဝရဖျားပေးတဲ့တရား မပြောင်းလဲတဲ့တရားအာမခံရှိတဲ့ကိုးစားထိုက်တဲ့တရားဖြစ်ပါလေရှင်ဂေါတမလည်းနိဗ္ဗာန်ကိုသမာတရားနဲ့တွားဖို့မိန့်မာခဲ့ပါလေခရစ်တော်ဖခင်ကငါဟာသမာတရားဖြစ်တယ်လို့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အငယ်6မှာအတိအလင်းဖော်ပြထားပါလေသမာတရားနဲ့တွားမှဖခင်စီကိုရောက်မယ်လို့ ဘာသာတရားတိုင်းကတတိပေးနေပါလေဓမ္မတရားဆိုတာကလူပေးတဲ့တရားအမြဲပြောင်းလဲနေတဲ့တရားမတီမဲတဲ့တရားဖြစ်ပါလေအာမခံချက်မရှိတဲ့တရားဖြစ်ပါလေလူပေးတဲ့တရားနဲ့တော့လူတွေကိုနှက်ပြီးအရေးပြီးမရဏနိုင်ငံကိုပဲပို့ဆောင်နေပါလေလူပေးတဲ့တရားဟာ မှန်သောလက္ခဏာရှိပေမဲ့အစိုးမှာတော့တေခြင်းကို ပို့တဲ့တရားဖြစ်ကြောင်းသိရပါလေလူဘာသာတရားတွေဟာမြင့်မြင့်မြင့်ပုံနာ6ရောက်လိုပဲကိုယုံကြည်ရာကိုဖျားဆိုပြီးပြောဆို ကိုးကွယ်နေကြပါလေမြင့်မြင့်မြင့်ပုံနာ6ရောက်ပြောခဲ့သလိုစင်ဟာလန်နဲ့လည်းမတူပါဘူးစကောနဲ့လည်းမတူပါဘူးငွေနဲ့လည်းမတူပါဘူး နာယံနဲ့လည်းမတူပါဘူးကျိုးနဲ့လည်းမတူပါဘူးတိုင်နဲ့လည်းမတူပါဘူးမျက်ကန်းဖြစ်နေတော့ဆင်ကိုကောင်းစွာမမြင်နိုင်ပါဘူးဒီလိုပါပဲဖျားအစ်စ်ဟာလူဘာသာတရားတူပြောနေတယ်လို့မဟုတ်ပါဘူးလူဘာသာတရားတူအထဲမှာတမာတရားနဲ့ဓမ္မတရားရောနှောနေတော့မှန်တာကနေနေမှားတာကလုံလုံလည်လည်ဖြစ်နေပါ လူတွေကိုးကွယ်နေတဲ့ဖရာမြအနေတဆူတီးတော့ကဘာဝဘုဒ္ဓနဲ့ကဘာဆုံးဘုဒ္ဓဟာဘယ်သူလဲဆိုတာကိုဥစွာရှာဖို့လိုပါတယ်ငါဟာတမတရားကိုခံယူနေပါသလားဓမ္မတရားကိုခံယူနေပါသလားဆိုတာကိုအချိန်ယူပြီးစဉ်းစားပါတမတရားကိုခံယူမှတမတရားအတိုင်းသွားမှကောင်းငင်ဘုံတို့ခေါ်တဲ့ဖရာဘုံကို ရောက်မယ်ဆိုတာကိုလူတိုင်းကြားဖို့သိဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။ဆရာကြီးရှင်နံပါတ်7အနေနဲ့ယန္တနာသုံးပါးတဲ့ကတန်ခါဆိုတဲ့အချက်ကိုဆက်ပြီးရှင်းပြပေးပါလားရှင်။တန်ခါဆိုတာပါဠိစကားဖြစ်ပြီးမြန်မာလူတရားဟောဆရာကိုပြောနေတာပါ။တန်ခါကိုလည်းပဲအချုပ်အားဖြင့်နှစ်ဖွဲ့ခွဲနိုင်ပါလေ။ ထာဝရဘုရားပေးတဲ့တမန်တရားကိုဟောတဲ့တန်ခါနဲ့လူပေးတဲ့တရားကိုဟောတဲ့တန်ခါတို့ဖြစ်ပါလေတရားဟောဆရာတွေဟာမိမိရဲ့လူတွေနောင်လာနောက်သားတွေကိုအပင်ငယ်မှလွတ်ရန်အာမခံချက်ရှိတဲ့တရားတေချာတဲ့တရားဒုက္ခဘုံကိုတေချာပေါက်ရောက်နိုင်မဲ့တရားဗုဒ္ဓံစေရဲ့တရားတနည်းအားဖြင့်ထာဝရဗုဒ္ဓလို့ခေါ်တဲ့အသက်ရှင်တဲ့ဘုရားရဲ့ တရားဓမ္မကိုသာဟောရပါမယ်။လူဘာသာတရားတွေလူအတွေးခေါ်တွေကိုဟောနေရင်အချိန်ကို လူပင်ပန်းယူတာရှိနိုင်ပါလေ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။ဆရာကြီးရှင် နမစနစ်အနေနဲ့ရှင်ခေါ်ဓမ္မကတမတရားနဲ့သွားမှ နိဗ္ဗာန်ရောက်မယ်လို့မိမ့်မှခဲ့တယ်လေ။ဒါကြောင့်တမတရားကိုခံယူတဲ့သူနဲ့ဓမ္မတရားကိုခံယူတဲ့သူတို့အကြောင်းရှင်းပြပေးပါလားရှင်။ တမတရားကိုခံယူတဲ့သူဟာလမ်းကြောင်းမှန်နေပြီးဓမ္မတရားကိုခံယူတဲ့သူဟာလမ်းကြောင်းမှားနေပါလေ။ဘာကြောင့်လဲဆိုတော့တမတရားကိုခံယူတဲ့သူဟာသာဝရအသက်ရှင်နေဖရာနောက်ကိုလိုက်တဲ့အတွေ့စိတ်ချရပါလေ။အာမခံချက်ရှိပါလေ။သိကြတယ်ဖရာပြည့်တဲ့တရားဖြစ်လို့ဖရာစီကိုရောက်မယ်။ဒါပေမဲ့ ဓမ္မတရားကိုခံယူတဲ့သူဟာလူပေးတဲ့တရားနောက်ကိုလိုက်တဲ့အတွက်အာမခံချက်မရှိပါဘူးမတေကြဘူးစိတ်မချရဘူးငြိမ်သက်မှုလည်းမရနိုင်ပါဘူးပစ္စည်းဥစ္စာဘလောက်ပဲရှိရှိ သူ့ရဲ့ယင်ထဲမှာအမြဲတမ်းတခုခုလိုနေတယ်လို့ခံစားနေမယ်အဲ့ဒီလိုဟာတာတာဖြစ်နေတာဟာသူ့ယင်ထဲမှာဖျားလိုနေတယ်ဆိုတာကို ညွန်ပြနေပါတယ်။လူပေးတဲ့တရားကိုတရားစစ်ကဲ့သို့ခံယူမိခဲ့ရင်တေတာနဲ့နတ်ပြည်ငရဲပြည်မရဏနိုင်ငံသွားရမှာကိုကြိုတင်သိတဲ့အတွေ့သူ့ရဲ့ဝိညာဉ်ဟာကနာမငြိဖြစ်နေပါလေ။ဒါကြောင့်ငါဟာတမာတရားကိုခံယူနေပါသလားဓမ္မတရားကိုခံယူနေပါသလားဆိုတာကိုသင်အသက်ရှင်နေတဲ့ဒီနေ့မှာယခု စဉ်းစားပါလို့တိုက်တူလိုပါတယ်ဟုတ်ကဲ့ဂျေစုတင်ပါတယ်ရှင်ဆရာကြီးရှင်နံပါတ်73အနေနဲ့ဖျားကိုးကွယ်မှုအကြောင်းကို ရှင်းပြပေးပါလားရှင်လူတွေရဲ့ကိုးကွယ်မှုကိုလေ့လာတဲ့အခါတမာတရားကိုခံယူတဲ့သူဟာ အသက်ရှင်တဲ့ထာဝရဘုရားကိုယ်တော်ကိုးကွယ်နေပါတယ် စားတော်လေဖုရားအိတ်တော်လေဖုရားသွားတော်လေဖုရားအလုံးလုံးတော်လေဖုရားအိမ်ဆောက်တော်လေဖုရားကြောင်းကံွေဆောက်တော်လေဖုရားအယောင်းွေလုတော်လေဖုရားပွဲလုတော်လေဖုရားစိုက်တူးကြီးလုတော်လေဖုရားအခက်အခဲတွေတွေ့တော်လေအသက်ရှင်နေတဲ့ဖုရားကိုပဲဆုတောင်းလေတိုင်းမင်းလေကိုးစားပြီးပါလေ ဘုရားမအပဘာကိုမှမကိုးကွယ်ပါဘူးလူတွေကိုလုံးဝကိုမကိုးကွယ်ပါဘူးနတ်တွေကိုလည်းပူဇော်ပတ်တခြင်းမရှိပါဘူးနတ်နဲ့လုံးဝကင်းရှင်းပါလေဒါပေမဲ့ဓမ္မတရားကိုခံယူတဲ့သူဟာလောကဘုရားတွေကိုကိုးကွယ်နေပါတယ်လူနဲ့ငွေကိုသာအဓိကကိုးစားနေပါတယ် လူနဲ့ငွေကိုအားကိုးလို့မရတဲ့အခါကြတော့မှလူနဲ့နတ်စီကိုသွားပြီးအကူအညီတောင်းပြန်တယ်လူနဲ့နတ်ကိုအလွန်ကြောက်ပြီးလူတွေနတ်တွေကိုပူစောပပနေပါလေလောကဖျားတွေကိုကိုးကွယ်နေတဲ့သူဟာပါဇက်ကတော့ဖျားဖျားပြောနေပြီးလက်တွေ့ဘဝကြတော့စားတော်လဲနတ်အိတ်တော်လဲနတ်သွားတော်လဲနတ် အလုတ်လုတ်တော်လေနတ်အိမ်ဆောက်တော်လေနတ်ကြောင်းကံတွေဆောက်တော်လေနတ်အယောင်းတွေလုတ်တော်လေနတ်ပွဲလုတ်တော်လေနတ်အခက်ခဲတွေ့တော်လေနတ်စိုက်ပျိုးရေးလုတ်တော်လေနတ်ငါဖန်းတော်လေနတ်ယတရာချီတော်လေနတ်ပါပဲကိုးွယ်ခိုင်းတာကဖရာကိုးွယ်နေတာကလူနဲ့နတ်ဖြစ်နေတယ်ရှ िख ိုးကိုးွယ်ကြီးဟာ ဖျားနေပင်ဆိုင်ပါလေလူတွေနတ်တွေလူဖန်တီးတဲ့အရာတွေနဲ့လုံးဝမတက်ဆိုင်ပါဘူးငါဖျားဘူးပဲအမိပြုတ်နေပါသလားလူနတ်ငွေတွေကိုပဲအမိပြုတ်နေပါသလားဆိုတာသင်စားပါဒုပမာစကားမှာဖျားနေနတ်ဟာတဲတဲကွယ်ကွယ်ရှိပါလေဖျားဟာနတ်မဟုတ်တလို့ နတ်ဟာလေကိုးကွယ်ရမယ်ဘုရားမဟုတ်ဘူးဆိုတာကိုသိစီလိုပါတယ်ဘုရားနဲ့နတ်နဲ့ရောလို့မရပါဘူးနတ်ကိုဘသူကကိုးကွယ်ခိုင်းပါတယ်လေနတ်ကဘုရားဟုတ်ပါသလားဆိုတာကိုလူတိုင်းသိဖို့လိုပါတယ်နတ်ကိုပူဇော်ပသနေရင်နတ်နဲ့မกินဘူးနတ်နဲ့ရောရောနောနောနေရင်နတ်ပြေရောက်မယ်နတ်ပြေဆိုတာဘုရားနဲ့ဝေးရာ ဒုက္ခဘုံငရဲဘုံမရဏနိုင်ငံကိုပြောနေခြင်းဖြစ်ပါတယ်။နတ်ကိုအမိတဟေပြုနေတဲ့လူတိုင်းဟာနတ်တွင်နဲ့အတူကပ်ငရဲမိအိမ်ထဲမှာအနှိမ့်ဆက်ခံရမယ်လို့ခရစ်တော်ဘုရားကမိတ်မာခဲ့ပါတယ်မိတ်ဆွေ။လူဘဝဆိုတာဒီကဘာမှာပဲရှိပါတယ်။သေတာနဲ့လူဘဝဟာကုံဆုံးသွားပြီး လူရဲ့နံဝိညာဉ်ဟာနှောင်ဘဝကိုဆက်ခံရပါတယ်လူဟာနတ်ထက်မြင့်မြတ်ပါတယ်ဘာကြောင့်လဲဆိုတော့နတ်ဟာဖះစီသွားရမယ့်အခွင့်အရေးလုံးဝမရှိတော့လို့ဖြစ်ပါတယ်လူဟာမသေးခင်နှောင်တရပြီးအသက်ရှင်နေဖះမိမိအသက်ကိုပိုင်နေဖះကိုကိုးကွယ်ခဲ့မယ်ဆိုရင်ဖះစီကိုသွားဖို့အခွင့်အရေး ရနိုင်သည်လို့ဖြစ်ပါတယ်။ထာဝရအသက်ရှင်တဲ့ဖရာကိုကိုးကွယ်တဲ့လူတွေဟာဖရာသားဖြစ်လို့နတ်တွေကကြောက်နေပါတယ်။ဖရာသားတွေဟာတည်လေဒုက္ခဘုံကိုတွားရပါတယ်။စိတ်တွားတိုင်းကိုပါတဲ့ဘဝကိုရရှိပါတယ်။ထာဝရအသက်ရှင်တဲ့ဖရာကိုမကိုးကွယ်တဲ့လူတွေဟာ မာနတာဖြစ်လို့သေတာနဲ့မရဏနိုင်ငံညက်ပြီကိုတွားရပါတယ်။ဒါကြောင့်နတ်ကိုကြောက်နေတဲ့လူတွေနတ်ကိုမဟာမိတ်ပြုနေတဲ့လူတွေကို ပြောပြလိုတာကသာဝရတန်ရဲ့မိအိုင်ကိုပြစ်ချခြင်းခံရမဲ့နတ်တွေကိုအာမကိုပါနဲ့သူကိုသူတော်မကဲနိုင်ပါဘူးလူတွေကိုကဲဖို့ဆိုတာ ဝီလာဝီယောလို့အတိပေးလိုပါတယ်ဖယားကိုကိုးကွယ်တဲ့လူဟာနတ်တဲ့တကူကြီးပါလေလူကျမ်းရင်နတ်တော်မခံနိုင်ဘူးဆိုတာကြားမှုကြမှာပေါ့ဖယားသားတွေလာပြီးဆိုရင်နတ်တွေကမနေနိုင်ပါဘူးတုံလုံးချောက်ချားပြီးချက်ချင်းထွက်ပြေးပါလေဒါကြောင့်မေးပြီကိုသွားမဲ့နတ်တွေကို ကူးကွယ်နေမဲ့အစားနတ်တွေကိုပိုင်တဲ့နတ်တွေကိုတရားစီရင်တဲ့သိရင်အသက်ကိုပိုင်တဲ့ဖရာကူတာကူးကွယ်ပါလို့အားပေးလိုပါတယ်